ဟယ်လိုအားလုံးမင်္ဂလာပါရှင်ဆုတောင်းရရှင်နယ်လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ငန်းကြီးတက်လေးတို့သက်ဆိုင်ရအောင်နော်အရင်ဥဆုံးစက်သားလေးတွေကိုတုံတုံလေးလှီးပြီးတော့အဲကြက်စီမွေးတက်ဖို့အတွက်ထားပါမယ်ตาลีတွေကိုအတုံးတုံးလေးတွေလှိပြီးသွားပြီဆိုလို့ရှိရင် ဂျပန်လင်ရဲ့တော့ဖြူရဲကိုထောင်းပါမယ်။စက်စီမွေးတက်ဖို့ရအတွက်။အဆပ်ပြီးတော့စက်စီမွေးတက်ပါမယ်။ကျေမောက်ထဲပါမယ်စက်သားလေးတွေထဲပါမယ်ပြီးရင်စက်သားလေးတွေကိုနူးသွအောင် ရေလေးနည်းငယ်ထည့်ပြီးတော့အုပ်ထားပါမယ်ဟုတ်လေးတွေကိုမစေးမကအောင်ရင်ွေးလေးနဲ့စိန်ထားပါမယ်။ပြီးရင်စကားထဲမှာရေးစစ်ထားပါမယ်။ဒါကတော့တက်တုံဖြူစီချက်ရှာမှာဖြစ်ပါတယ်။အဲ့အတွက်ကြောင့်တက်တုံဖြူလေးတွေကိုနုနုဆင်းပြီးတော့နှိထားတာပါ။စီလေးထည့်ပါမယ်။တက်တုံဖြူစီချက်လေးရှက်ပါပြီ။ ီရောဒီဥစားကကြက်ယိုလေးကိုအဲစီတက်ပြီးတော့မှဟင်းကျွတ်ချက်မှဖြစ်ပါတယ်ကြက်ယိုလေးကိုစီတက်ပါတယ်ပြီးရင်တော့အနေဦးသေးသေးလေးတွေကိုထည့်ပါတယ်ထည့်ပြီးတော့ရေကိုအနေတော့ထည့်ပါမယ် ပြင်ငန်းကြရေးစားအရှုံမှုအဆင်ပြေတယ်လို့ထည့်ပြီးတော့မှွေပါမယ်။ပြင်သူ့အုပ်ထားပေးပါမယ်။ဖတ်သွားလို့ရှင်မှွေတော့စပယ်လင်လေးထည့်ပြီးတော့မှမှွေပေးပါမယ်။ပြင်ပြအုပ်ထားပါမယ်။စပြီးတော့တုတ်ပါတော့မယ်။အဲတုတ်တဲ့နေရာမှာအဲငွေချင်းတို့စိုက်တယ်လို့ထည့်လို့ရပါတယ်။ပေတိကြရင်ပေတိထည့်လို့ရတယ်။ဆိုတော့ပေတိမကြိုက်တဲ့အတွက်ပေတိမထည့်ထားဘူး။ နံပင်အများကြီးကြိုက်နေတဲ့နံပင်အများကြီးထည့်လို့ရပါတယ်ဟင်းတူလေးထည့်ပြီးတော့နေပါမယ်လိုအပ်တာလေးထပ်ပြီးတော့ထည့်ပါမယ်တုတ်တဲ့အခါတော့ကိုကြိုက်တယ်လို့တုတ်ပြီးတော့စားလို့ရပါတယ်ငရုတ်ဒီကြိုက်လို့ရှိရင်ငရုတ်ဒီများများထည့်စားပေါ့ရှိုးကတော့အဆက်အများကြီးကြိုက်တဲ့လူဆိုတော့ရေရေလေးစားကြတာပေါ့ ရတာရှိတယ်နန်းကြီးတော့လေရသားပါပြီစားကြပါအောင်ရှင်အဆုံးထိကျေးဇူးပေးစားတဲ့အားလုံးကျေးဇူးတင်ပါတယ်ရှင်